Kim à, Kim à. Ừ, xin chào, xin chào. Ok rồi, ok rồi, hông. Ok rồi. Ta đi đu là đó. Tôi mà không là sao được đây này. Ông lót rồi thì là cao Hola. Oh, no. ရတဲ့ပုံပဲတော့ဝက်လက်တွင်အခွန်ကောက်ကြမ်းသည့်ပတ်အဖအကောက်ခွန်ဂိတ်ကိုဆန္ဒပြစကိုင်းတိုင်းရွှေဘူးခရိုင်ဝက်လက်မြို့နယ်တွင် လောင်စာစီတင်ကားများနှင့် ကုန်တင်ကားများကိုငွေကြေးအမြောက်များအခွန်ကောက်သည့်မြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ပတ်အဖအခွန်ဂိတ်ဘိုးရန်ဂိတ်အား ကာသမားများနှင့်ဒေတာခံပြည်သူများကဆန္ဒပြခဲ့ကြကြောင်းသတင်းရရှိသည့်ဆန္ဒပြည်သူများသည်ယမန်နေ့ဇွန်လ17ရက်မှစတင်ဆန္ဒထုတ်ဖော်ပြခဲ့တာဖြစ်ပြီးယနေ့ဇွန်လ12ရက်ညနေပိုင်းထိဆန္ဒပြနေစေဖြစ်သည့်ခုချိန်ထိဆန္ဒပြနေလုံးမှာပဲကားတွေလမ်းပိတ်ရထားတယ်။မနေ့ကပကဖနေမျိုးအောင်တိုးလာပြီးရှေ့ဆုံးကကားဆရာတွေကိုဖမ်းလာဆန္ဒပြလူအုပ်ကဖမ်းရင်အကုန်ဖမ်းအကုန်လိုက်မယ်ဆိုလို့မဖမ်းဘူးဘလို့မှညှိမရသေးဘူး။ ပောက်ကန်ရှိမကလန်ခုချိန်ထိလမ်းပိတ်နေသေးပါဟုဒေတာခန်တူကယနေ့ညနေ၄နာရီခွဲချိန်တွင်ပြောသည်အဆိုပါစစ်စေးရေးဂိတ်သည်စီတပေပါကိုတထောင်ခွဲချက်ကောက်ခံပြီးအခြားခီးတဲ့ကားများနှင့်ကုန်ကားများကိုလည်းအခွန်အစမတန်ကောက်ခံမှုများရှိကြောင်းဒေတာခန်တော်လန်ရေးတပ်ဖွဲ့ဝင်များထံမှသိရသည်ပစ္စည်းများရင်များသလိုမျိုးကားတစီးကိုတိန့်20 25တိန့်အထိတောင်းတာမျိုးရှိတယ်အဲ့ခါကျတော့ကားသမားတွေမကျေနပ်တော့ဘူး သူတို့တွေဒီလဲစီးပွားရေးလုပ်နေကြတာပဲနည်းနည်းပပရှုပ်ပေးတာမျိုးမရှိဘူးပြည်သူတွေပြောတာကရှုပ်ပေးဖို့ပြောတာသူတို့ကမရှုပ်နိုင်ဘူးဆိုတော့တင်ပြီးဆဆန္ဒပြကြတာပဲဟုတော်လန်ရေးတပ်ဖွဲ့ဝင်တဦးကပြောသည်ကုန်တင်ကားများသည့်စကိုင်းဖက်ကကုန်ပစ္စည်းများတင်လာပြီးအရာသူများတီမြင့်အရှိဖက်ရှိစင်ကူးနှင့်လက်ပံလာဖက်တို့ကုန်များပို့ဆောင်ရာတွင်အဆိုပါပိုရန်အကောက်ခွန်ဂိတ်ကိုအခွန်မြောက်များပေးဆောင်နေရကြောင်းသိရသည်တော်လန်ရေးတပ်ဖွဲ့များကစူးမိုးထိန်းချုပ်ထားသောအညာဒေသရှိမြို့နယ်များတွင် တော်လန်ရေးရံပုံငွေအတွက်ဟုဆိုကာတော်လန်ရေးတပ်ဖွဲ့တချို့နှင့်အမျိုးသားညီညွတ်ရေးအစိုးရပြည်ထရေးဝန်ကြီးဌာနလက်အောက်ခံပြည်သူ့အုပ်ချုပ်ရေးအဖွဲ့များကဂိမ်းများဖွင့်လှစ်၍အခွန်များကောက်ခံရာနောက်ပိုင်းတွင်အခွန်ဂိမ်းများတွင်ငွေကြေးအမြောက်များကောက်ခံခြင်းအခွန်ပေးဆောင်ရသောဂိမ်းများပေါများလာခြင်းကြောင့်ဒေသခံပြည်သူများအတွက်ဝင်ထုတ်ဝင်ပိုးများဖြစ်လာကြောင်းဒေသခံများကဆိုသည် ယခုကဲ့သို့တော်လန်ရေးအကြောင်းပြကငွေကြေးအလွန်အကျုံကောက်ခံခြင်းကတော်လန်ရေးတပ်ဖွဲ့များအပေါ်ပြည်သူလူထု၏ယုံကြည်မှုရောကျလာနိုင်ပြီးတော်လန်ရေးကြဆုံးသည့်အထိပါဖြစ်နိုင်ကြောင်းအမျိုးသားညီညွတ်ရေးအစိုးရကာကွယ်ရေးဝန်ကြီးဌာနလက်အောက်ခံခရိုင်ရင်းမှုတဦးကပြောသည်ဒီယူနီဖောင်းကြီးနဲ့ဆိုရင်ကိုပြည်သူတွေကငါတို့ကိုလုတော့မှာပဲဆိုတဲ့အနေထားကြီးကိုဖြစ်နေပြီးကျွန်တော်တို့ဒီအခြေအနေထိအောင်ယက်တည်နိုင်တာကပြည်သူတွေကြောင့်ပဲဆိုတာတည့်ရသားနဲ့ကိုပြည်သူတွေကိုဒီလောက်လုံနေတာကတော်တော်လေးဆိုးရွားနေတာဟုမှတ်ချက်ပြုသည် ယခုကဲ့သို့ပြဿနာများကိုဖြေရှင်းနိုင်ရေးအတွက်သက်ဆိုင်ရာဝန်ကြီးဌာနများအနေဖြင့်ပြည်သူလူထံမှအခွန်ကောက်ယူရာတွင်ပြည်သူများအတွက်ဝန်တော့ဝန်ပိုးမဖြစ်စေသည့်အခွန်နှုန်းထားများတတ်မှတ်ပြီးတနိုင်ငံလုံးအတိုင်းအတာနှင့်ညီတူမျှတူကောက်ခံဖို့လိုအပ်ကြောင်းဒေတာတွင်အဖွဲ့အစည်းများမှအကြံပြုတိုက်တွန်းထားသည်